လုံးပဲဖြစ်ဖြစ်အလုံးတစ်ခုလုံးတော့မယ်ဆိုလို့ရှိရင်မလုံးခင်မှာလေးလေးနက်နက်လေးစဉ်းစားပြီးမှလုံးကြဘယ်လိုလေးလေးနက်နက်လေးစဉ်းစားပြီးလုံးရမှာလဲဆိုလို့ရှိရင်အော်ငါလုံးတဲ့အလုံးဟာကောင်းတဲ့အလုံးလားမကောင်းတဲ့အလုံးလား စဉ်းစားရမယ်အဲ့တော့ငါလုပ်တဲ့အလုပ်ဟာအပြစ်ကင်းတဲ့အလုပ်လားအပြစ်မကင်းတဲ့အလုပ်လားငါလုပ်တဲ့အလုပ်ဟာအကျိုးရှိတဲ့အလုပ်လားအကျိုးမရှိတဲ့အလုပ်လားငါလုံးမဲ့အလုပ်ဟာသူတော်ကောင်းတွေရဲ့အကြိုက်ကိုဟုတ်ရဲ့လား။နော် ငါလုံးမဲ့အလုတ်ဟာပူလောင်ဒုက္ခရောက်စေမဲ့အလုတ်လားငါလုံးမဲ့အလုတ်ဟာကိုယ်ကြောင့်သူများတွေဒုက္ခရောက်စေမဲ့အလုတ်လားအဲ့ဒီလိုမျိုးလေးလေးလေးနက်နက်လေးစဉ်းစားကြည့်မှလုံကြမကောင်းတဲ့အလုပ်ဆိုမလုပ်ကြနဲ့အပြစ်မကင်းတဲ့အလုပ်ဆိုမလုပ်ကြနဲ့အကျိုးမရှိတဲ့အလုပ်ဆိုမလုပ်ကြနဲ့ သူတော်ကောင်းတွေမနှစ်သက်တဲ့အလုပ်မျိုးစုမလုပ်ကြနဲ့ကိုဘွားကြီးပူလောင်ဆင်းရဲမဲ့ဒုက္ခရောက်စေမဲ့အလုပ်မျိုးစုမလုပ်ကြနဲ့ကိုကြောင့်သူတပားတွေဆင်းရဲဒုက္ခရောက်စေမဲ့အလုပ်မျိုးစုမလုပ်ကြနဲ့နော်အဲ့ဒီအလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်မကောင်းတဲ့အလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်အပြစ်မကင်းတဲ့အလုပ်ကိုလုပ်မယ်ဆိုလို့ရှိရင်အကျိုးမရှိတဲ့အလုပ်ကိုလုပ်မယ်ဆိုလို့ရှိရင် ဘာဖြစ်မလဲကိုကိုတိုင်းမဲ့ပူလောင်ဆင်းရဲဒုက္ခရောက်ရမှာအာဟုတုဖြစ်မှာစဉ်းစားကြည့်နော်ကိုကြောင့်သူတို့ဗျာသူတို့ဘာတွေဒုက္ခရောက်စီမဲ့အလုပ်ကိုလုပ်ရင်အဲ့ဒီဒုက္ခမျိုးကိုယ့်စီကိုအလဲပြန်ရောက်လာမှာကိုအရင်ခံရမှာဟုတ်တယ်မဟုတ်လားဒါကြောင့် အလုတ်တခုလုတ်တော့မယ်ဆိုရင်မလုတ်ခင်မှာလေးလေးနက်နက်လေးစဉ်းစားပြီးမှလုတ်ကြဒါအကျိုးရှိမဲ့အလုတ်လားအကျိုးမရှိတဲ့အလုတ်လားကိုယ်လည်းအကျိုးရှိမဲ့သူတစ်ပါးတွေလည်းအကျိုးရှိမဲ့ဆိုရင်အဲ့ဒီအလုတ်မျိုးလုတ်ဒါအပြစ်ကင်းရဲ့လားအပြစ်မကင်းဘူးလားအပြစ်မကင်းရင်မလုတ်နဲ့အပြစ်မကင်းရင်ကိုယ်အပြစ်ဖြစ်တယ်ကိုယ်ပဲဒုက္ခရောက်မယ် ိုလှုပ်တဲ့အလုပ်ကပူလောင်ဒုက္ခရောက်စေမဲ့အလုပ်လားပူလောင်ဒုက္ခရောက်စေမဲ့အလုပ်ဆိုရင်မလုပ်နဲ့ဘာလို့လဲကိုကိုယ်တိုင်ပူလောင်ဒုက္ခစင်းရဲဒုက္ခခံရမှာကိုကြောင့်သူများတွေဒုက္ခရောက်စေမဲ့အလုပ်မျိုးကိုလည်းမလုပ်နဲ့ဘာကြောင့်လဲအဲ့ဒီပူလောင်ဒုက္ခရောက်စေမဲ့အလုပ်မျိုးဟာကိုယ့်စီကိုအလဲတဖန်ပြန်ရောက်လာတတ်တယ်ကိုယ်ပဲခံစားရတတ်တယ်ကိုယ်ပဲအရင်ပူလောင်ရတတ်တယ်နော်ဒါကြောင့် မကောင်းတဲ့အလုပ်ဆိုမလုပ်ကြနဲ့မလုပ်ခင်မှာလေးလေးနက်နက်လေးစဉ်းစားပြီးမှဩဒါကောင်းတဲ့အလုပ်လားဆိုးတဲ့အလုပ်လားဆိုးတဲ့အလုပ်ဆိုရင်ငါ့အတွက်ဘာအကျိုးမှမရှိဘူးငါဒုက္ခရောက်ဖို့ပဲရှိတယ်အဲ့တော့ငါဆိုးတဲ့အလုပ်ဆိုလုပ်လို့မဖြစ်ဘူးဆိုတာလေးကိုထိမ့်ပြီးတော့နေရမယ်မလုပ်ပဲရှောင်ကျင်ရမယ်ကောင်းတဲ့အလုပ်ဆိုရင်ဩငါ့အတွက်အကျိုးရှိမှာပါလားဩသူတစ်ပါးအတွက်ဒီရောအကျိုးရှိမှာပါလားငါလည်းကုသိုလ်ဖြစ်မှာပါလားသူတစ်ပါးတွေလည်း စိတ်ချမ်းသာစေမှာပါလားအဲ့တော့ကောင်းတဲ့အလုပ်ဆိုရင်ကောင်းတဲ့ကောင်းအောင်တိုးတဲ့တိုးအောင်ကြီးပွားတဲ့ကြီးပွားအောင်ကြိုးစားပြီးတော့လုံးနော်ပြောချင်တဲ့သဘောကတော့မကောင်းတဲ့အလုပ်ဆိုရင်မလုပ်နဲ့သူတစ်ပါးဒုက္ခရောက်စီမဲ့အလုပ်မျိုးစုံမလုပ်နဲ့ဆင်းရဲဒုက္ခရောက်စီမဲ့အလုပ်မျိုးစုံမလုပ်နဲ့အကျိုးမရှိတဲ့အလုပ်မျိုးဆိုရင်မလုပ်နဲ့နော်အပြစ်မကင်းတဲ့အလုပ်မျိုးဆိုရင်မလုပ်နဲ့သူတော်ကောင်းတွေရဲ့ အမုံကြီးခံရမဲ့အလုံးမျိုးဆိုရင်မလုံနဲ့ဟုတ်လားမလုံခင်မှာလေးလေးနက်နက်စဉ်းစားပြီးမှလုံပါအကျိုးရှိမဲ့အလုပ်ကိုပဲလုံပါကောင်းတဲ့အလုပ်ကိုပဲလုံပါနော်ကိုကြောင့်သူများတွေဒုက္ခရောက်စေမဲ့အလုံးမျိုးမလုံနဲ့မလုံနဲ့မလုံနဲ့သူများတွေကသူ့အသားနိုင်ကိုငြိမ်းခံနေမှာမဟုတ်ဘူးကိုပြန်ချမှာပဲဟုတ်တယ်မလား ဟမ်အဲ့ကျရင်ကိုပဲပါဖြစ်လေခံရမှာသူများကိုလှုပ်ပြီးကိုယ်စိတ်ကအရင်ပူလောင်ရတာမျိုးမဟုတ်လားနော်ဒါကြောင့်ကို့ကြောင့်သူတစ်ပါးတွေဒုက္ခရောက်နေမဲ့အလုပ်မျိုးအနိုင်ကျင့်တဲ့အမျိုးအနိုင်ကျင့်တဲ့အလုပ်မျိုးမလုံနဲ့ရောက်မှာမဲ့အလုပ်မျိုးမလုံနဲ့နော်ဒါကြောင့်အလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ကောင်းတဲ့အလုပ်လားဆိုးတဲ့အလုပ်လား အပြစ်ကင်းရဲ့လားအကျိုးရှိရဲ့လားတေးသေးချာချာလေးလေးနက်နက်လေးစဉ်းစားပြီးမှလောက်ကြနော်ပြောရမယ်ဆိုလို့ရှိရင်ဒေါသတစ်ခုဖြစ်တော့မယ်ဆိုလို့ရှိရင်ဗျာဒေါသတစ်ခုဖြစ်ပြီဆိုလို့ရှိရင်ခဏတာလေးဖြစ်လိုက်တဲ့ဒေါသဟာမိနစ်ပိုင်းလေးဖြစ်လိုက်တဲ့ဒေါသဟာဒုံဒုံတိုင်းတိုင်းနဲ့ပြီးသွားတာနော် ဒါပေမဲ့ဆုံးချုံမှုပြဿနာတွေကနောက်မှာအများကြီးပဲเนาะပြောရမယ်ဆိုလို့ရှိရင်ဒေါသဆိုလားလေးမုံတိုင်းနဲ့တူတယ်เนาะလေးမုံတိုင်းနဲ့တူတယ်လေးကတော့ဩဩဆိုပြီးတော့တိုက်ချသွားတာခဏလေးပဲမိနစ်ပိုင်းလေးပဲဒါပေမဲ့ပျက်စီးဆုံးချုံမှုတွေကအများကြီးပဲတတဝါတွေဒုက္ခရောက်ရတယ်အိုးအိမ်တွေပျက်စီးရတယ် ဟုတ်တယ်မလားအဲ့ဒီလိုပဲဒေါသဖြစ်တော့မယ်ဆိုလို့ရှိရင်ဖြစ်လိုက်တဲ့ဒေါသကခဏတာမိနစ်ပိုင်းလေးပဲနော်ပြည့်စုံဆုံးချုံမှုတွေဟာကိုရှားပွေထားသမျှရာအများကြီးဆုံးချုံရတာဟုတ်လားအများကြီးပြက်စီးရတာနော်ဒါကြောင့်ဒေါသမဖြစ်ခင်မှာ ဩအတ္တနိုင်ဆိုတတိနဲ့ထိန်းရတယ်။ဩငါဒေါသဖြစ်လိုက်လို့ဘာအကျိုးရှိမှလဲ။ဒေါသကြောင့်ဘာကောင်းကျိုးမှမရှိပါလား။ပျက်စီးဆုံးရှုံးမှုတွေဒါတွေပဲဖြစ်မှာပါလား။ခဏတာလေးဖြစ်လိုက်တဲ့ဒေါသဟာလေမုန်တိုင်းကြီးနဲ့တူပါလားလို့အဲ့ဒီလိုမျိုးလေးစဉ်းစားပြီးမှအတ္တနိုင်ဆိုဒေါသကိုထိန်းရတယ်။ เนาะအဲ့ဒီလိုပဲဘယ်အလုံးမဆိုဘာပဲဖြစ်ဖြစ်အလုံးတစ်ခုလုပ်တော့မယ်ဆိုရင်လေးလေးနက်နက်လေးစဉ်းစားပြီးမှဒါကောင်းတဲ့အလုပ်လားဆိုးတဲ့အလုပ်လားเนาะဒါအပြစ်ကင်းရဲ့လားအကျိုးရှိရဲ့လားကိုကြောင့်သူတစ်ပါးတွေဒုက္ခရောက်စေမဲ့အလုပ်လားကိုကြောင့်သူတစ်ပါးတွေချမ်းသာစေမဲ့အလုပ်လားအဲ့ဒီလိုမျိုးလေးစဉ်းစားပြီးမှ လုပ်ကြ အားလုံးသဘောပေါက်ရဲ့လားနော်အခုဖုံဖုံမျိုးသက်တဲ့အရှင်ကုမာရတောင်ကိုပြောတာဟာအားလုံးရဲ့အတွက်အကျိုးရှိစေမယ်သကလုံးတွေနော်သကလုံးတွေနောက်မမားရအောင်လို့ဒုက္ခမရောက်ရအောင်လို့ဖုံဖုံတို့ကအတတ်နိုင်ဆုံးသိတာလေးကိုပြောပြတာသင်္ကန်းစာလေးတွေယူပြီးတော့နော်ဒါကြောင့်အလောက်တခုလောက်တော့မယ်ဆိုလို့ရှိရင် မလုတ်ခင်မှာလေးလေးနက်နက်လေးအမားအမှန်ကိုခွဲရှားပြီးတော့ကောင်းတဲ့အလုတ်ကိုလုံကြပါကောင်းတဲ့အလုတ်ကိုလုံမှသာလေ ကောင်းကျိုးချမ်းသာကိုခံစားရမှာဖြစ်တယ်မကောင်းတဲ့အလုတ်ဆိုရင်အတဏ္ဏဆုံးချောင်းခြင်းပါမကောင်းတဲ့အလုတ်ဆိုရင်မလုံကြနဲ့အပြည့်ရှိတဲ့အလုတ်မျိုးဆိုရင်မလုံကြနဲ့ အပြစ်မကင်းတဲ့အလုပ်မျိုးဆိုရင်မလုပ်ကြနဲ့အကျိုးမရှိတဲ့အလုပ်ဆိုရင်မလုပ်ကြနဲ့ဟုတ်လားအကျိုးဆိုတာကောင်းကျိုးကိုပြောတာနော်အေးအကျိုးဆိုတာလည်းနှစ်ကျိုးဖြစ်နေအောင်မဟမ်ဆိုးကျိုးနဲ့ကောင်းကျိုးရှိသေးတယ်လေဟုတ်တယ်မလားနော်အကျိုးရှိမဲ့ကောင်းကျိုးရှိစေမဲ့ကောင်းကျိုးရစေမဲ့အလုပ်မျိုးဆိုရင်လုပ်ကြကိုကြောင့်သူတစ်ပါးတွေဒုက္ခရောက်စေမဲ့အလုပ်မျိုးဆိုရင် မလုံကြနဲ့ကိုကြောင့်သူတစ်ပါးတွေချမ်းသာဒုက္ခရသိမဲ့အလုံမျိုးဆိုရင်လုံကြနော်ဒါကြောင့်အလုံတစ်ခုလုံတော့မယ်ဆိုလို့ရှိရင်မလုံခင်မှာလေးလေးနက်နက်လေးဩဒါကောင်းကျိုးလားဆိုးကျိုးလားဆိုတာလေးကိုစဉ်းစားပြီးတော့မှလုံကြပါလို့ဘုံဘုံမျိုးဆက်တဲ့အရှင်ကုမာရတောင်ကုမဩဝါဒကထာမိန့်ကြားပေးခဲ့ပါတယ်